င်္ဂလာပါခင်ဗျာရှေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကနိုင်ငံတော်မှာသူတို့အနေနဲ့အပြစ်ရပ်ထားပြီးမယ် KIADNLA KMPP KNU နဲ့ PDF တပ်တွေကသူတို့စစ်တပ်ကို white wall တိုက်ခိုက်နေပါတယ်ဆိုပြီးစစ်ကောင်စီပြောခွင့်ရအကြံဖတ်ဇော်မင်းထွန်းကပြောသွားပြန်ပါတယ်စကိုင်းမြို့ပေါ်မှာ ငလင်ဘေးတင်ပြည်သူတွေအတွက်အလူရှင်တွေကလာရောက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုဇေကောင်စီလက်အောက်ခံခြေရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကသူတို့ကိုပဲပေးထားရမယ်ဆိုပြီးရိုက်နှက်လူရဲမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြက်ဖက်စစ်ကောင်စီက နိုင်ငံတော်မှာသူတို့အနေနဲ့အပြစ်ရထားပြီမယ်။ GIA, TNLA, KNPP, KNU နဲ့ PDF တပ်တွေကသူတို့စစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေပါတယ်ဆိုပြီးစစ်ကောင်စီပြောခွင့်ရအချမ်းဖဇော်မင်းထုံးကပြောတော့ပြန်ပါလေ။အဲ့ဒီလိုအချမ်းဖဇော်မင်းထုံးကပြောဆိုနေပြီမယ်။တစ်ဖက်မှာတော့သူတို့စစ်တပ်ကသာပြည်သူတွေငလင်းတန်းခန့်ဇာနေရတဲ့အချိန်မှာတော့တစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတဲ့အကြောင်းကိုသူတို့စစ်တပ်ကိုတိုင်မြန်မာနိုင်ငံကိုဖိတ်ခေါ်ထားတဲ့အေဂျင်စီရဲ့သတင်းဌာနကသတင်းတောက်ကပဲမြေပြင်အခြေအနေကိုတင်ဆက်သွားတဲ့အတွက် အိန္ဒိချင်းထိုင်းနိုင်ငံအပအဝင်ကမ္ဘာသတင်းမီဒီယာတွေမှာပါမြန်မာစစ်တပ်ကငလင်ဒန်သိနေတဲ့အချိန်မှာတော့တစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုပြီးအသီးသီးဖော်ပြခဲ့ကြပါတယ်တစ်ဖက်မှာလည်းငလင်ဒန်သိပြည်သူတွေအတွက်ကူညီဖို့ရောက်လာတဲ့တရုတ်နိုင်ငံကကူညီကယ်ဆယ်ရေးကားတွေကိုပါသူတို့စစ်တပ်ကပဲနောင်ချုံမြို့နယ်ထဲမှာတနက်နေ့ပြစ်ခတ်ခဲ့တဲ့အကြောင်းကိုအဲ့ဒီစစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကိုနိုင်မဲဧပြီလ2ရက်နေ့ကနေဝန်ခံပြောဆိုခဲ့ပါသေးတယ်တစ်ဖက်မှာတော့ UNGPD တပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေအသီးသီးဟာ ငလင်တန်တဲ့ပြည်သူတွေကိုကူညီကဲဆဲရဲတွေလှုပ်လို့ရအောင်ဆိုပြီးယာယီအပြစ်ရက်ပေးထားပြီမဲ့စစ်ကောင်စီဟာသူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြားကောက်အောင်အပြစ်ရက်ထားတယ်ပြောပြီးတစ်ဖက်မှာငလင်တန်တဲ့နေတဲ့စကိုင်းနဲ့မန္တလေးတိုင်းကမြို့နယ်တွေကိုပါမချန်တိုင်းရင်းသားနယ်တွေမှာပါနေစဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အကြောင်းကို GIA ရဲ့ဒုတိယဗိုလ်ချုပ်ကွန်မွန်ကိုယ်တိုင်ကအသိပေးထားတဲ့အပြင်အရခတတော် AA ကလည်းစစ်ကောင်စီက သူတို့ပြောတဲ့အပြစ်ရက်ကိုသူတို့ကိုယ်တိုင်ပဲနေ့စဉ်ချိုးဖောက်နေတယ်လို့တရားဝင်ထုတ်ပြန်ထားပါသေးတယ်။အဲဒီလိုတွေနိုင်ငံတကာသတင်းမီဒီယာတွေမှာရောယာယီအပြစ်ရက်ပေးထားတဲ့သက်ဆိုင်ရာတော်လှန်ရေးတပ်အသီးသီးကပါစစ်ကောင်စီရဲ့အပြစ်ရက်ချိုးဖောက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းတွေကိုဒေသခံပြည်သူတွေကပါကြေးရွာမြို့နယ်နာမည်တွေနဲ့တကွဖြစ်စဉ်တွေကိုအသေးစိတ်ပြောပြထားပြီးမြက်စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကတော့ သူတို့စစ်တပ်ကိုတိုင်းရင်းသားတပ်တွေနဲ့ PDF တပ်တွေကသာဝိုင်းဝန်းတိုက်ခိုက်နေပါတယ်ဆိုပြီးပြောသွားပြန်တာပဲဖြစ်ပါတယ်ခင်ဗျတဖက်မှာတော့ လက်ရှိစကိုင်းတိုင်းမှာငလင်တန်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ကစကိုင်းတိုင်း6ဦးမြို့နယ်3ဗန်လကြေးရွာကိုဧပြီလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလူတွေအိတ်နေတဲ့အချိန်စက်တက်လေဒီတွေနဲ့ဘုံကျဲတိုက်ခိုက်သွားမှုကြောင့်အိတ်ပျော်နေတဲ့ပြည်သူ3ဦးဟာနေအိမ်နဲ့အတူမိလောင်တေဆုံးခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းက သူတို့စစ်တပ်ကနေအပြည့်ရထားပြီမဲ့တိုင်းရင်းသားတပ်တွေနဲ့ PDF တပ်တွေကသူတို့စစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေပါတယ်ဆိုပြီးပြောနေပြီမဲ့လက်တွေမှာတော့ဧပြီလ6ရက်နေ့ဖြစ်တဲ့မနေ့ကတည်းကငလင်တန်းတင့်နေတဲ့သခိုင်းတိုင်း6ဦးမြို့နယ်က3ပတ်လကြည့်ပါကူဘာတိုက်ပွဲမှမရှိပဲညတကောင်လူတွေအိတ်နေတဲ့အချိန်သူတို့စစ်ကောင်စီတပ်ကိုတိုင်းစက်တက်လေဒီတွေနဲ့ဘုံတွေကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ခြေရွာတွေကနေအိမ်အတွင်းအိပ်ပျော်နေတဲ့အသက်50အရွယ်အမျိုးသမီးတဦးအပါဝင်မိသားစုဝင်၃ဦးစလုံးဟာနေအိမ်နဲ့အတူမိလောင်တိတ်ဆုံးခဲ့ရပြီးနောက်ထပ်ခြေရွာနေပြည်သူ၂ဦးလည်းဒဏ်ရာရရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ငလင်တန်ခံထားရတဲ့မန္တလေးမြို့မှာညနေပိုင်းနဲ့ညပိုင်းအချိန်တွေရောက်ရင်ပြိုကျတော့မဲ့တိုက်တွေနဲ့နေအိမ်တွေကိုကုညီကယ်ဆယ်ရေးအယောင်ဆောင်ပြီးပစ္စည်းလူရဲမှုတွေဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီရုံးဆိုင်ရနေပြည်တော်မှာလည်းတိုက်ပြိုတိုက်ပြက်ကြားတွေတဲ့ဝင်ရောက်ပြီးပစ္စည်းခိုးယူမှုတွေဖြစ်ပွားနေတယ်လို့တပ်ဆိုင်ရဒေသခံပြည်သူတွေနဲ့နေပြည်တော်နိုင်ငံကြားရေးဝန်ကြီးဌာနဝန်ထမ်းကိုယ်တိုင်ကပါရန်ကုန်ခေတ္တကိုပြောပါတယ်။မန္တလေးမြို့မှာတော့လက်ရှိငလင်းတန်းကြောင့်ပြိုကျပျက်စီးသွားတဲ့တိုက်တွေနဲ့နေအိမ်တွေကိုညနေပိုင်းနဲ့ညပိုင်းအချိန်တွေရောက်ရင်းဂူကြီးကယ်ဆယ်ရေးရောင်းဆောင်ပြီးပစ္စည်းလူရဲမှုတွေဇက်တိုက်ဖြစ်ပွားလာနေပြီးဧပြီလ၄ရက်နေ့ညနေပိုင်းကဆိုရင်မန္တလေးမြို့အောင်မြေတာဇံမြို့နယ်အောင်မြေမန္တလာဘောလုံးကွယ်အနောက်ဘက်က ပိုင်ရှင်မရှိတဲ့ပြိုကျလူဇဲဇဲတိုက်ခန်းတွေအတွင်းကိုကုညီကယ်ဆယ်ရေးအဖွဲ့ပုံစံဝစ်စားစင်ရင်ထားတဲ့လူတစုကအယောင်ဆောင်ဝင်ရောက်လာပြီးတံပိုးရှိပစ္စည်းတွေနဲ့အေဂွန်ရေခဲတတာပြင်ပရိဘောကတွေ့ကိုပါခိုးယူတဲဆောင်သွားကြတယ်လို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ခဲ့သူပြည်သူတို့ကပြောထားပါတယ်။အလားတူအချက်ဖက်စကောင်စီရုံးဆိုင်ရနေပြည်တော်မှာတော့ဝန်ထမ်းအင်အားတွေတက်ကငလင်တန်းကြောင့်ပြိုကျလူဆဲဆဲတိုက်ခန်းတွေအတွင်းညဘက်တွေဆိုပစ္စည်းရှာဖွေခိုးယူလူရဲမှုတွေဖြစ်ပွားနေပြီ အဓိကခရီးအိမ်ယာမှာညပိုင်းတွေဆိုခိုးယူလူရဲမှုတွေတော်တော်ဖြစ်နေတယ်လို့စစ်ကောင်စီရဲ့နေပြည်တော်နိုင်ငံကြားရေးဝန်ကြီးဌာနကအရာတန်းဝန်တန်းတဦးကိုတိုင်ရန်ကုန်ခေတ်တကိုအတိအပြေပြောပြထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းမြို့ပေါ်မှာငလင်ဘေးတင်ပြည်သူတွေအတွက်အလှူရှင်တွေကလာရောက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုစစ်ကောင်စီလောက်ခံကြေးရောအုပ်ချုပ်ရင်းမှုနဲ့အဖွဲ့က သူတို့ကိုပဲပေးထားရမယ်ဆိုပြီးရိုက်နှက်လူရဲမှုဖြစ်ပွားခဲ့တယ်လို့ဖြစ်စဉ်ကိုကိုယ်တိုင်ကြုံခဲ့တဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ဧပြီလ9ရက်နေ့မှာပဲစကိုင်းမြို့ပေါ်မှာအလှရှင်အဖွဲ့တစ်ဖွဲ့ကငလင်းဘေးတင်ပြည်သူတွေအတွက်အလှပစ္စည်းတွေကိုလာရောက်လှူဒန်းတဲ့အချိန်အကြံဖက်စကောင်းစီလက်အောက်ခံမန္တလေးမြို့စမ်းသိရက်ကွက်ထွက်ခေါင်ကျေးရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကကွန်ကြီးကြေးပစ္စည်းတွေကိုသူတို့စီကိုပဲပေးခဲ့ရမယ်ဆိုပြီးတောင်းရမ်းခဲ့တယ်ဆိုပါတယ်ဒါပေမဲ့ အလူရှင်အဖွဲ့ကတော့အဲ့ဒီအုတ်ချုပ်ရင်းမှုနဲ့အဖွဲ့စီကိုမပေးပဲပြည်သူတွေစီကိုတိုက်ရိုက်လှူဒန်းသွားသလိုအဲ့ဒီနောက်မှာပဲစစ်ကောင်စီလက်အောက်ခံထုတ်ကောင်ကြေးရွာအုတ်ချုပ်ရင်းမှုနဲ့အဖွဲ့ကအလူရှင်တွေလှူဒန်းခဲ့တဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုပြည်သူတွေစီကနေရိုက်နှက်လူရက်သွားရမှာအသက်22နှစ်အရွယ်အမျိုးသမီးတဦးဟာစေယုံပို့လိုက်ရတဲ့အထိကိုရိုက်နှက်ခံလိုက်ရပြီးအလူရှင်တွေလှူဒန်းခဲ့တဲ့ပစ္စည်းတွေလည်းအဲ့ဒီအုတ်ချုပ်ရင်းမှုတွေစီပါသွားပြီလို့ဖြစ်စဉ်ကိုကိုယ်တိုင်ကြုံခဲ့တဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့လက်ရှိမြန်မာနိုင်ငံမှာငလင်းတန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေတဲ့အချိန် AR တိုင်းမြန်အောင်မြို့ကအကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ခံဆက်လီမော်တော်လိုင်စင်ရထားတဲ့သူတွေကပြည်သူတွေစီကနေလှေစီကားတွေကိုသတ်မှတ်ဈေးထက်အဆမတန်တောင်းရနေကြပြန်တဲ့အတွက်ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်လက်ရှိမှာငလင်းတန်းကြောင့်နိုင်ငံတော်ဝန်ကပြည်သူတွေကကိုယ်တိုင်မခံစားရရင်တော့စိတ်လုံးကြေကွဲပြီးဒုက္ခတွေမျှဝေခံစားနေရတဲ့အချိန် မြန်အောင်မြို့နယ်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကချထားပြီးတဲ့ license တွေရထားတဲ့သူစစ်တလောက်ကန်ဆက်လီမော်တော်တွေဟာရေကင်းမင်းကြီးကုဒိုစိတ်မှာပြည်သူတွေစီကနေဆက်လီကတွေကိုပုံမှန်ထက်2ဆ3ဆတွေပို့တင်ပြီးအဆမတန်တောင်းရနေကြတယ်ဆိုပါတယ်အဲ့ဒီထဲမှာမှာရေကင်းမင်းကြီးကုဒိုစိတ်မှာရှိတဲ့စစ်တလောက်ခန့်လုပ်ငန်းရှင်ဒေါ်အုံမမြန်ရဲ့တာတီဟဆော်ဆိုရင် စစ်တပ်အားကိုနဲ့သူတို့တောင်းတဲ့ဆက်လီစီးကမပေးနိုင်ရင်မစီးနဲ့ဆိုပြီးတော့ပါပြည်သူတွေကိုရန်ရန်ဆန်ဆန်ဆက်ဆန်နဲ့အထီးလုံနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမြအောင်မြို့မှာတော့စီးပွားရေးလုပ်ငန်းလုတ်ပိုင်ခွင့်တွေကိုစစ်တပ်နဲ့ပတ်သက်တဲ့သူတွေကြန့်ဖွတ်တွေပြူစောထီတွေကိုသာစစ်ကောင်စီကလုတ်ပိုင်ခွင့်တွေချထားပေးတာဖြစ်တယ်လို့လည်းဒေသခံစီးပွားရေးအတိုင်းဝိုင်းကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ chishu pike to nange